်အမေရိကန်သမ္မတထရန့်ကတော့နေတိုးအဖွဲ့ကြီးကိုလှုပ်ချင်တယ်လို့လုပ်နေနိုင်ပြီပဲဖြစ်ပါတယ်ထရန့်ဟာနေတိုးအဖွဲ့ကြီးတွေမှာသူ့ကိုဘယ်သူမှမရှင်နိုင်တော့တဲ့အနေထားလေးတောင်မှရောက်သွားပြီဖြစ်ပါတယ်နေတိုးပြည်သူ့ချုပ်မဲရူတာကတော့မှထရန့်ကိုတဲဒီလို့ခေါ်ပါတယ်အခုလည်းထရန့်ရဲ့သဘောထားဖြစ်တဲ့နေတိုးဖွဲ့ဝင်နိုင်ငံတွေအားလုံးအသုံးစိတ်တိုးမြင့်ဖို့အတွက်သဘောတူညီချက်ကိုအားလုံးကလက်ခံလိုက်ရပါတယ်အမေရိကန်ဟာအောင်ပွဲခံပြီလို့ထရန့်ကဆိုပါတယ် ဒါဟာအမေရိကန်အတွက်ကြီးကြီးမားမားအောင်ပွဲပါလို့ခန့်ကချီးမြှုပ်ခဲ့ပြီးဥရောပမဟာမိတ်တွေကိုကောက်ွယ်ဖို့ဝါရှင်တန်ရဲ့ဂရိကုတ်ကိုထပ်လောင်းတည်ပြုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ထပ်တကယ်တော့အကြက်ကန်ခဲ့တဲ့နည်းပြဟာပါ နေတိုးဖွဲ့ဝင်နိုင်ငံတွေကသာသူတို့ရဲ့နေတိုးဖွဲ့ကောက်ွယ်ရေးသုံးစိတ်ကိုမတိုးဘူးဆိုရင်အမေရိကန်ကနေပြီးတော့နေတိုးဖွဲ့ကိုကောက်ွယ်ပေးမှာမဟုတ်ဘူးဆိုပြီးတစ်ဖက်ကလည်းအကြက်ကန်ထားတာဖြစ်ပါတယ်။ နီဒါလန်နိုင်ငံသည်ဟိတ်မှာထိပ်သီးစည်းဝေးဖြင့်နှစ်ရက်ကြာဆွေးနွေးခဲ့တဲ့နောက်ကာကွယ်ရေးသုံးစိတ်အတွက်နေတိုးအဖွဲ့ဝင်32နိုင်ငံဟာသူတို့တနိုင်ငံချင်းစီရဲ့ပြည်တွင်းအသတင်းထုတ်လွှင့်မှုတန်ဖိုး GDP ရဲ့900ခန့်လောက်ကိုထုတ်ပေးဖို့သဘောတူခဲ့တာဖြစ်ပါတယ်။ ဘသူမှထင်မှတ်မထားတဲ့အာအသိမွေရလက်ပြထွန်းကချီကျုခဲ့ပြီးဒါဟာအမေရိကန်အတွက်ကြီးမားတဲ့အောင်ပွဲပါလို့ပြောပါရယ်နေတိုးဖွဲ့ရဲ့စုပေါင်းကောက်ဝေးဆိုင်ဂတိကုတ်ကိုတည်ပြုတဲ့နောက်ဆုံးကြေညာချက်ကိုထွန်းကလက်မှတ်ရေးထိုးထားလိုက်ပြီးဖြစ်တာကြောင့်ရုရှားနဲ့ပတ်သက်လို့စိုးရိမ်နေတဲ့ဥရောပနိုင်ငံတွေအတွက်တော့စိတ်ချရတဲ့အချိန်မျိုးရောက်သွားပါရယ်နေတိုးဖွဲ့ထဲမှာပေးယူညှိနှိုင်းခဲ့ရမှာနိုင်ငံအသီးသီး GDP ရဲ့ ၃ဒသမ500ခန်းလုံးကိုလာမယ့်2035ရောက်မှာပင်မအစ်အသောစိတ်ဖြင့်အနက်သွားဖို့ကတိပြုခဲ့ပါတယ်။ဒါအပြင်နောက်ထပ်၁ဒသမ500ခန်းလုံးကိုတော့အချိန်ကစောင့်လို့မျိုးလုံခြုံရေးဆိုင်ရာနယ်ပယ်သီးမှာကြက်ကြက်ပြင်းပြသုံးဆွဲဖို့ရည်ရွယ်ထားပါတယ်။စပိန်နိုင်ငံကအစောပိုင်းမှာသဘောတူဖို့ညှင်းဆို့ပေမဲ့သူ့ရဲ့ပြည်တွင်း၃၀ရှားပါခြင်းမှာနေတူရဲ့တောင်းဆိုချက်ကြောင့်ခုလိုဖြည့်ဆည်းပေးရတာဖြစ်ကြောင်းကတိကွက်ကိုလက်မှတ်ရေးထိုးစဉ်ပြောပါတယ်။ခံကတော့ကုန်တော်ရေးဂျိုးစီပေါ်နဲ့တုံ့ပြန်မယ်ဆိုပြီးစပိန်ကိုချိန်ချောက်ခဲ့ပါတယ်။ ဘလိုပဲဖြစ်ဖြစ်ဒီဟိတ်မျိုးစီဝင်မှာနေတိုးနိုင်ငံတွေဝိုင်းဝန်းထောက်ခံလိုက်တဲ့ဂရီကိုဟာထရဲအောင်ပွဲခံဖို့ဖြစ်လာစေခဲ့ပြီးဥရောပတိုင်းမှာဗန်နာရေးကျက်တဲ့ဖြစ်နေတဲ့တော့အစိုးရတွေတော်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 လေးကိုတိုင်ပတ်ခဲ့ပါတယ်ဒါမဲ့ထရန့်ကိုလည်းလွန်ဆန်လို့မရတဲ့အချိန်တွေမှာရှိနေပါတယ်။နေတိုးပြည်မှုချုပ်မက်ရိုတာကလည်းထရန့်ကိုအဲ့ဒီနေတိုးဖွဲ့အစည်းအဝေးမှာဒယ်ဒီလို့ခေါ်ပါတယ်။ဒီလိုခေါ်ရင်ပသက်ပြီးထရန့်အနေနဲ့ဘလို့ထင်လဲလို့သတင်းတောက်တွေကသတင်းစာရှင်းပေါ်မှာပြီးတော့ထရန့်က "तू ကျွန်တော်ကိုကြိုက်လို့ခေါ်တယ်ထင်တာပဲ။ तू ကကျွန်တော်ကိုတော်တော်ခင်ခင်မေးရင်းပြီးပြောတာ။" ဒေဒီခမဒေဒီခမကျွန်တော်ရဲ့ဒေဒီပါအဲ့လိုပြောတာလို့ဖြည့်ကြသွားပါလေအမှန်တော့မရူတာအနေနဲ့အီရန်ရဲ့ဇေပလီပခါကိုထရန့်ကရက်တက်အောင်လှုပ်ဆောင်နိုင်ခဲ့တာကိုချီးကျူးပြောဆိုရကလည်းထွက်ပေါ်လာတာပါထရန့်ကအီရန်ရဲ့ဇေတိုက်ပွဲကိုဘယ်လိုသုံးလုံးလဲဆိုတော့အကြောင်းဝင်တဲ့ရန်ဖြစ်နေတဲ့ကလေးနှစ်ယောက်နဲ့နှိုင်းရှင်ပြီးပြောပါတယ်ထရန့်ကသူတို့တကယ်ကိုပြင်းပြင်းထန်ထန်ဖိုက်နေကြတယ်သူတို့ကိုတားလို့မရဘူးโอเคကျွန်တော်တို့2မိနစ်3မိနစ်လောက်လှုပ်ထားလိုက်တယ်ပြီးရင်တားဖို့ပုံလွယ်သွားပြီလေသူတို့မရအောင်မောပန်းသွားတယ်လို့ထရန့်ကပြောပါလေ အဲ့ဒီခါမှာမယ်ရူတာကစကားဖြတ်ပြီးအဲ့ဒီခါကျရင်ဒယ်ရီကတစ်ခါတလေပြင်းထန်တဲ့စကလုံးနဲ့တုံးရတာပေါ့လို့ရီမောကြီးပြန်ပြောသွားပါတယ်မယ်ရူတာအနေနဲ့အီရန်နဲ့အစ္စရေးပေါ်ထရိုင်ရပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့စီးရင်လုံဆောင်မှုတွေကိုရည်ညွှန်းပြီးချီးမွမ်းနေတယ်လို့လည်းသိရပါတယ်နောက်တစ်ခုကထရိုင်ရမတည်ငြိမ်တဲ့တန်တမာရေးရမူဝါဒပေါ်နေတိုးအဖွဲ့အတွင်းမှာတော်တော်လေးစိုးရိမ်မှုတွေရှိနေခြင်းလေတော့ဘက်တွင်မှုကြောင့်မရူတာအနေနဲ့ခန့်ကိုမြောက်ပြင်ရမှာတပါတခြားတော့လုံးဆရာမရှိတော့ပါဘူး နေတိုနဲ့အမေရိကန်ကြားထဲမှာခိုင်မာတဲ့ဆက်ဆံရေးကိုလည်းပြသခြင်းတွေပုံရပါတယ်။အီရန်နျူကလ িয়ার စကန်တွေကိုတိုက်ခိုက်တာဟာတကယ်ကိုထူးခြားပါတယ်။ဘယ်သူမှမလုပ်ရရတဲ့အရာကိုသမ္မတထရန့်ကလုပ်တာပါ။ဒါကျွန်တော်တို့ကိုပိုပြီးလုံခြုံစေချင်တယ်လို့မက်ရူတာကပြောပါတယ်။အဲ့ဒီလိုထရိုင်လုံးဆောင်မှုကိုလည်းမိမိတကယ်ပဲထောက်ခံကြအောင်မက်ရူတာကပြောပါလေ။ဒါအပြင်တမနာထရန့်ကနောက်တစ်ဆင့်တက်ပြီးနေတိုဖောက်ဝင်နိုင်ငံတွေကိုထတ်တိုးကောက်ွယ်ရေးစည်းနေတဲ့အမေရိကန်စီကလည်းလက်နက်တွေဝယ်ကြဆိုပြီးပြောပါလေ။တနည်းအားဖြင့်ပြောရရင်တော့ နေတိုးဖွဲ့ဝင်နိုင်ငံတွေအနေနဲ့အမေရိကလက်နက်တွေကိုဝယ်ကူဝင်ရမယ့်အခြေအနေကိုစိုက်ရောက်သွားပါတယ်။ဒါအပြင်ဖွဲ့ဝင်တနိုင်ငံတိုက်ခိုက်ရရင်ကျန်နိုင်ငံတွေကဝိုင်းဝန်းကာကွယ်ပေးဖို့ဂရီကုတ်ကိုလည်းတမတ်ထွန်းကထပ်လောင်းတည်ပြပါတယ်။ထပ်တိုးကာကွယ်ရေးသုံးစိတ်ကိုအမေရိကမှာလောက်တဲ့စစ်လက်နက်တွေဝယ်ရမှာသုံးဖို့ကျွန်တော်မျှော်လင့်တယ်လို့ထွန်းကနေတိုးဖွဲ့ဝင်နိုင်ငံတွေကိုပြောပါတယ်။ဒါပေမဲ့တမတ်ချက်အသစ်ဖြစ်တဲ့ GDP ရဲ့5%အထိစည်ရေးသုံးစိတ်လုံးဝတုံးမသွင်းခြင်းနဲ့ Spain ဝန်ကြီးပက်ဒရိုဆန်ချက်စ်ကိုတော့ဒဏ်ခတ်မယ်လို့သူကချင်ချောက်ပါတယ်။ထွန်းအနေနဲ့ နေတိုးဖွဲ့အစည်းအဝေးမှာစပိန်ဝန်ကြီးချုပ်ကိုလည်းစကားမပြောဘူးလို့ဆိုပါတယ်။တခြားဥရောပသမဂ္ဂနိုင်ငံတွေနဲ့ရှင်စပိန်နိုင်ငံဟာပုံမတင်မှလည်းကုံသွေးသဘောတူညီချက်နဲ့မကြခင်ကြုံရမယ်လို့ထွန်ကသတိပေးထားပါတယ်။ဒါအပြင်ကာကွယ်ရေးသုံးစိတ်တိုးမြင့်သုံးစိတ်ရမှာလည်းတိုးမြင့်သုံးစိတ်လိုက်တဲ့ကာကွယ်ရေးသုံးစိတ်ဟာအမေရိကန်စီကလက်နက်ဝယ်ယူရေးအတွက်ပဲဖြစ်ကြမယ်လို့ထွန်ကပြောပါတယ်။ ယူကရိန်းနိုင်ငံကတော့ဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက်သမရဇီလန်စကီဟာထိပ်သီးဆွေးနွေးပွဲအကြောင်းညာစာပွဲတက်ရောက်ခဲ့တယ်လို့သမရထွန်းနဲ့လည်းတိကျတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဇီလန်စကီဟာသမရထွန်းနဲ့လာရောက်တွေ့ဆုံခဲ့ပြီးတော့သူကအဲ့ဒီမှာထရိုးချာချာကုတ်အင်းကြီးကိုဝတ်ဆင်ခဲ့တယ်လို့ဆိုပါတယ်။ဇီလန်စကီဟာပြည်ပခီးစဉ်မဲနိုင်ငံမဆိုသွားတဲ့ရင်းနှောင်းကစစ်ဝတ်ဆောင်ကိုပဲဝတ်ခဲ့ပေမဲ့အခုတစ်ခေါက်မှာတော့ပထမအဦးဆုံးလို့ပြောရပါမယ်။ကုတ်အင်းကြီးကိုဝတ်ခဲ့တာပါ။မဖြစ်လို့လဲဆိုတော့ပထမတစ်ခေါက်ကအင်ပီရိုမှာသမရထွန်းနဲ့တွေ့စဉ်က ်ခမားမှာကိုယ်အင်ကြီးမရှိဘူးလားလို့အမေခံရတဲ့အတွက်လည်းဖြစ်ကောင်းဖြစ်နိုင်ပါလေဇီလန်စကီဘုံပုံကိုကြည့်ပါဦးပုံမှန်မြန်နေကြစစ်တီရှင်နဲ့မဟုတ်ဘဲနဲ့ရှဲအင်ကြီးအနေနဲ့အနောက်ရောက်ကိုယ်အင်ကြီးဝတ်ဆင်ထားပါတယ်အတွင်းမှာအဖြူအောင်ရှဲအင်ကြီးနက်တိုင်တို့ကိုမိုးထားတဲ့အတွက်ဝတ်ဆောင်ပြီးမဟုတ်ဘူးလို့ပြောလို့ရပါပေမဲ့မြင်တွေ့နေကြထပ်တော့ပိုပြီးတသက်ကြီးရဝတ်စားခဲ့ပါတယ် ယူကရိန်းကနေတိုးဖောက်ရင်မဟုတ်တဲ့အတွက်ဆွေးနွေးပွဲကိုဇီလန်စကီးကတက်ခွင့်မရပေမဲ့네덜란드ဘီယင်မင်းမြတ်ရဲ့ဖိတ်ကြားချက်နဲ့လာရောက်တာဖြစ်ပြီးဘီယင်နဲ့တွေ့ဆုံစဉ်မှာလည်းအလားတူဝတ်ဆောင်ဝတ်ဆင်ထားပါတယ်။ထိုင်းနဲ့တွေ့ဆုံမှုမှာယူကရိန်းဘက်ကဝယ်ကျင်တဲ့လက်နက်စင်ပါဝင်ကိစ္စတချို့ဆွေးနွေးခဲ့တယ်ဆိုပါတယ်။စစ်ကာလအတွင်းမှာစစ်တိုင်တီရှပ်အင်ဂျီကိုပဲဝတ်လို့ရှိတဲ့ဇီလန်စကီးကဖေဗူလာတွင်ထိုင်းနဲ့အင်ဂျီတို့မှာတွေ့တော့ကသတင်းတောက်တယောက်ရဲ့ငွေဖန်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီကနေထွက်လူသမရ JD Bassman နဲ့ပြဿနာထပ်ဖြစ်ပြီးအဲ့ဒီခီးစဉ်ကပြည့်ပြည့်သွားခဲ့ရပါလေ။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလေ။အစ္စရေးနဲ့အီရန်ကြားအပြစ်ခတ်ရေးစရေးကိုအီရန်ပြည်သူတွေကကြိုဆိုပေမဲ့အနာဂတ်အတွက်စိုးရိမ်နေကြပါလေ။လူရချီတည်ဆုံးခဲ့ရသလိုအဝင်စွန့်ခွာထွက်ပြေးခဲ့ရတဲ့အီရန်နိုင်ငံတော်မျိုးကြီးဒီမှာပဲ့တင်ထပ်ခဲ့တဲ့၁၂ရက်ကြာအစ္စရေးတွေကြောင့်နှက်ခိုင်းမှုပြီးအပြစ်ခတ်ရေးစရေးကိုအံအားသင့်ပွဲ နေကြီးညချင်းကြီးညာလိုက်ချိန်မှာတော့အီရန်ပြည်သူတွေဟာစိတ်သက်သာရန်ရသွားပါတယ်။အီရန်မျိုးတော်ဖြစ်တဲ့တီဟီယန်မှာနေထိုင်သူတွေအတွက်တန်ရှင်းကျမ်းမာရေးနဲ့ပုံမှန်လူမှုဘဝပြန်လည်ရောက်ရှိရုံနဲ့ပတ်သက်လို့သက်သာရစေမယ့်အလားအလာလို့ဆိုရမှာပါ။ဘလို့ပဲဖြစ်ဖြစ်ခုချိန်မှာအ ਨੇ ဆုံးနောက်ထပ်တင်းမာမှုတွေတိုးမြင့်လာမယ့်အရေးနဲ့စစ်ပွဲသက်ဆိုးရှိမှာကိုတော့အီရန်ဒေသခံတွေကစိုးရိမ်နေကြပါတယ်။လေကြောင်းတိုက်ပွဲတကြောင်ထွက်ပြေးလာတဲ့အီရန်နိုင်ငံသားတွေဟာမျိုးကြီးတွေရဲ့စင်ချေဖုံးတွေမှာဈေးကြီးတဲ့တဲခုတ်ခန်းတွေငှားပြီးဖြစ်ဖြစ် ဆွေမျိုးတွေနဲ့ဖြစ်ဖြစ်နှစ်ပတ်လောက်စိတ်ပင်မဲ့လူပင်မဲ့နေထိုင်ခဲ့ပြီးမှအိမ်ပြန်ရတဲ့အတွက်ဝမ်းသာပျော်ရွှင်နေပါတယ်။အဲနိုင်ငံရှိရမြို့မှာနေထိုင်တဲ့အသက်40ဝန်းကျင်အရွယ်အင်တော်ရှင်မျိုးသမီးရှိမှဆိုသူကကျွန်မသိပျော်ပါတယ်။အားလုံးပြီးတော့နောက်ဆုံးမှအေးချမ်းနေရပါပြီ။ဒါဟာမလိုလားတဲ့စစ်ပွဲပါ။အားလုံးပိုင်းနေရစစ်မဖြစ်ပါစေမူဝါဒအတွက်ပြည်သူတွေကပေးဆက်ခဲ့ရတာပါလို့သူမကဆိုပါလေ။အစောပိုင်း24နှစ်အတွင်းအစ်စရေးကအစ္စလာမစ်တော်လှန်ရေးစောင့်တဲ့တွင်လည်းအရင်တည်းဖြစ်တဲ့ ြည်သူစေပင်အယ်ဘတ်တောင်ကျင်းမှာရှိတဲ့အချင်းတော်တွေကိုပြစ်မှတ်ထားလာလို့မြို့တော်တိဟီရန်မှာမိခိုးတွေလွှမ်းခဲ့ပါလေလူစီကားလာတဲ့တိဟီရန်လမ်းမကြီးတွေက၆တွေ့သွားပါတယ်ဒါကျွန်တော်တို့ဘက်ကလူတွေပဲဖြစ်ဖြစ်သူတို့ဘက်ကပဲဖြစ်ဖြစ်အကုန်ပေးဆက်ရတာပဲနှစ်ဖက်လုံးကပေးဆက်ရတာဆိုတော့ဒါမှမဟုတ်ပြီးတာကောင်းတာပေါ့ဆိုပြီး event ပြည်သူတွေကဆိုပါလေလေကြောင်းတစ်ခန်းမြို့ခင်မြို့ရင်းတွေကအနှံ့ပြားမထောက်ခွာဖို့ event ဒေသခံတွေကိုအစ်စွေးကတတိပေးခဲ့ပါတယ် ရင်ကြောပိတ်ဆို့မှုများပြားရှိခဲ့လို့တိဟီယမ်မတခြားမျိုးတွေကိုသွားတဲ့ဝေပြည်လန်းတွေဟာအကျက်တဲဆိုင်နေပါတယ်။ဘယ်သူမှလည်းကားလာရှင်းပြမဲ့သူလည်းမရှိခဲ့ပါဘူး။အပြစ်ခက်ရဲ့ဆဲမချင်းကြင်ကလေးကပြည်သူများစုအပင်မဲနှဲ့နေပြီးသုံးစရာဆိုလို့လက်ထဲချူတပြားမှမကြံပဲအိမ်ညာပါတယ်။အသက်39နှစ်ရွယ်အစိုးရဝန်ထမ်းတဦးကလည်းသူ့မိသားစုကိုဓမ္မပန်ဒေသကိုခေါ်ဆိုခဲ့ပြီးစစ်ဘေးရှောင်ခဲ့ရပါတယ်။အဲဒီဒေသဟာတီဟီယံမြို့ရဲ့အရှေ့ဘက်35မိုင်ကွာရှိတောင်ပေါ်ပန်းဖြစ်စခန်းဖြစ်ပြီး တန်ရှင်းလက်ဆက်တဲ့လေကိုရှူရှိုင်ရင်ကျေးလက်တဘာဝရတာခံစားနိုင်လို့လူကြိုက်များတဲ့နေရာပါအဲ့ဒီနေရာမှာလာရောက်ရှောင်ရှားသူတွေနဲ့အရန်များပြခဲ့ပါတယ်သူတို့မိသားစုကပြီးခဲ့တဲ့နှစ်ရက်ကတီဟီယန်ကိုပြန်ခဲ့ပါတယ်ကျွန်တော်ဇနီးနဲ့ကလေးနှစ်ယောက်ကဘုံတန်ခံရမှာကြောက်ပေမဲ့ဓမ္မဘန်မှာအချိန်တန်တဲ့တခုတည်းဆက်နေကိုအခန်းကားကကျွန်တော်မှရှိတဲ့ပတ်စံနဲ့မလောက်တော့ဘူးလို့ပြောပါတယ် အစ္စရေးယုဒိယလေကြောင်းစစ်ပွဲကိုဇွန်လ17ရက်နေ့ကစတင်ပြရမှာအီရန်အတွက်အဆိုးအဝါဆုံးထိုးနှက်ချက်အဖြစ်နျူကလ িয়ার နေရာတွေကိုတိုက်ခိုက်ခြင်းစစ်ရေးကြောင့်နဲ့တမှုတွေတည်ဆုံခြင်းတို့ဖြစ်ပေါ်ခဲ့ပါတယ်။အစ္စရေးနဲ့အီရန်12ရက်ကြာတိုက်ပွဲကာလအတွင်းအီရန်ဘက်ကလူ600ကျော်နဲ့အစ္စရေးဘက်က30နီးပါးတည်ဆုံခဲ့တယ်လို့သိရပါတယ်။အီရန်ကျမ်းမာရေးဝန်ကြီးဌာနလူမှုကွန်ရက်မှာဖော်ပြချက်အရအစ္စရေးတိုက်ခိုက်မှုကြောင့်လူပေါင်း630လောက်တည်ဆုံပြီး4800ကျော်ဒဏ်ရာရပါတယ်။အစ္စရေးစစ်တပ်ရေဒီယိုထုတ်ပြန်ကြမှာလည်းအီရန်ဟာ ဘာလတ်စတစ်ဒုံးကြီးပေါင်း900ကနေ950အထိပြစ်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီပြစ်ခတ်မှုကြောင့်အဆောင်အုံတွေနဲ့လူနေအိမ်တွေပျက်စီးခဲ့ပြီးအစ္စရေးလူမျိုး30နီးပါးတေပါတယ်။အီရန်သမ္မတကလည်းအစ္စရေးတိုက်ခိုက်မှုပြီးဆုံးပြီဖြစ်ကြောင်းပြန်လည်တိဆောင်းလုပ်ငန်းတွေလုံဆောင်ဖို့လိုကြောင်းကြေညာပါတယ်။အီရန်ဟာဇပွဲဝိုင်းဆွေးနွေးမှုကိုပြန်လုပ်ဖို့ဆန္ဒရှိနေပါတယ်။ဇွန်24ရက်နေ့ကပဲအစ္စရေးစစ်တပ်ကလည်းဂါဇာကိုပြန်ပြီးအာရုံစိုက်မယ်လို့ကြေညာပါတယ်။ဟာမတ်ဆိုရဲ့ဒေသအုပ်ချုပ်မှုကိုဖျက်သိမ်းဖို့နဲ့တရားခဏကြေတင်မှုအစ္စရေးစစ်တပ်ကဦးစားပေးဆောင်ရွက်မယ်လို့ဆိုပါတယ်။ အခုလိုအပြည့်ရဲ့ကြီးညာပြီးတော့အစ်ဇွေးမှလည်းလေစိတ်တွေကိုပြန်ဖွင့်ဖို့ပြင်ဆင်နေပါတယ်။အမေရိကန်သမ္မတထရန့်နဲ့အစ်ဇွေးအီရန်တို့ကြားပြစ်ခတ်ရစေသဘောတူပြီးနောက်အစ်ဇွေးဟာသူ့ရဲ့လေစိတ်တွေကိုအပြည့်အဝပြန်ဖွင့်ဖို့နဲ့နိုင်ငံတကာခီးတော်လာမှုတိုးချဲ့ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။အစ်ဇွေးလမ်းမဆက်သွယ်ရေးဝန်ကြီးမေရီရီကတ်ကဒီစင့်ဟာပင်မဌာနချုပ်ရဲ့ကန့်သက်ချက်တွေလမ်းညွှန်ချက်တွေနဲ့ညီကျွန်တော်တို့ကပုံမှန်ပြီးပြန်ပြီးတော့လုံခြုံသွားပြီဖြစ်လို့ဒါဟာဝင်ထွက်သွားလာတဲ့ခီးတွေတွေ ပြန်များလာပါတယ်ဒါကြောင့်ကျွန်တော်တို့လည်းလေဆိပ်တွေကိုပြန်ဖွင့်ရပါတယ်လို့ဘင်ဂိုရီယန်လေဆိပ်မှာလုပ်တဲ့သတင်းစာရှင်းပုံမှာပြောပါတယ်လောလောဆယ်တော့အဆင့်၄သတ်မှတ်ထားတာဖြစ်ပါလေအဆင့်၅သတ်မှတ်လိုက်ရင်တော့နိုင်ငံခြားလေကြောင်းလိုင်းတွေကိုနိုင်ငံတွင်းမှာပြန်လည်ပြန်သန်းဝင်ပေးသွားမှာဖြစ်ပါလေအစ်ဇိုရဲ့ပြည်တွင်းစစ်ထနာချုပ်ဟာစစ်ပွဲအချိန်ကန့်သတ်ချက်ကိုပြောင်းလဲပြီးတော့အစ်ဇိုလေတဲ့နဲ့ထောက်လိုင်းအေဂျင်စီတွေနဲ့ညှိနှိုင်းဆောင်ရွက်ချက်ရဒီစီစဉ်လို့ဆောင်ရွက်သွားရမှာလို့ဆိုပါလေ ဘီကိုရီးယားလေဆိပ်ကိုညဘက်ပောင်းဝင်တနေ့ကို24နာရီလဲပတ်နိုင်တယ်ကိုလေဆိပ်တွေကိုပြေးဝပြန်လဲဖွင့်သွားမှာဖြစ်ပြီးဟိုက်ဖာလေဆိပ်ကိုတော့မနက်၈နာရီမှာ10နာရီကြားလဲပတ်မှာဖြစ်ပါတယ်။ကာကွယ်ဦးညဌာနမှာပို့ဆောင်ရေးဝန်ညဌာနရဲ့တာဝန်ကိုပြန်ပေးအပ်သွားတာနဲ့ရာမွန်လေဆိပ်ကိုလည်းပြန်လဲပတ်သွားမှာဖြစ်ကြောင်းနဲ့နေဆက်ဖြတ်ကျော်ဂိတ်တွေကိုဆက်လက်လဲပတ်နေပြီးဆက်လက်ဖွင့်သွားမှာဆိုပါတယ်။လေကြောင်းလိုင်းတွေနဲ့အဆက်အသွယ်ရှိပုံနဲ့လေကြောင်းလိုင်းတွေရဲ့အချိန်စရားတွေကိုလောက်ကုန်အထိအများဆုံးထုတ်ပြန်ပေးဖို့လေဆိပ်အာဏာပိုင်တွေကညွှန်ကြားထားပါတယ်။ အစ္စရေလနဲ့အီရန်ပြည်နယ်လေကြောင်းတိုက်ခိုက်မှုကြောင့်အစ္စရေလပိုင်နယ်ကိုလည်းနှစ်ပတ်နီးပါးကြာပိတ်ထားခဲ့ရပေမဲ့အစ္စရေလကြောင်းလိုင်းတွေဟာလက်တလောရက်တွေအတွင်းမှာအစ္စရေလနိုင်ငံကိုခီးသွားတွေပြန်လည်ပို့ဆောင်ဖို့အတွက်ကယ်ဆယ်ရေးလေယာဉ်တွေစတင်လုံဆောင်နေပြီပဲဖြစ်ပါတယ်။